မင်္ဂလာပါရှင် MB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်33မူအိမ်ကျဲပါ။အရခတတော် AA ပါဝင်တော်လိုင်းအင်အားစုတွေရဲ့အပြစ်ရက်ကာလအတွင်းမှာပဲစိုးစုကအမ်ဘရန်လမ်းမပေါ်ကနယ်ရီကန်လေးကျောင်းရဲ့ကာကွယ်စကန်ကိုလက်မလွတ်ရဖို့ကာကွယ်စကန်တွေကိုတိုးချက်အင်အားဖြည့်တင်းနေတယ်လို့ရုံးမပေါ်ကတော်လိုင်းအင်အားစုတချို့ကပြောပါရစေ။ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းအစပ်ရခိုင်ရုံးမပေါ်တရှိတဲ့အမ်ဘရန်လမ်းပေါ်ပစီရွာကနေတွားရတဲ့ အန်တောင်ကြားလန်းလမ်းဟောင်းနေရာမှာစောစုကအင်အားတိုးချဲ့နေတာဖြစ်ပါတယ်။နယ်ရေကန်စကန်ဟာရခိုင်ရုံးမပေါ်အမြင့်ဆုံးနဲ့အခိုင်အမာဖြစ်တဲ့စောစုရဲ့စကန်ဖြစ်သလိုမကွေးတိုင်းအတွင်ပိုင်းမြေပြန့်ကိုဆင်းရာဘျူဟာမြောက်ဝင်ပေါက်လဲဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကဆိုပါတယ်။လက်ရှိမှာစောစုဟာနယ်ရေကန်စကန်မကြဖို့ပြင်ဆင်နေုံနဲ့မကပဲနေရီကန်ကြသွားပါကရှေ့ဆက်တိုက်ပွဲဖြစ်လာနိုင်ခြေရှိတဲ့ဗရန်မြို့မှာလည်းအင်အားဖြစ်တင်းနာတွေလုံနေတယ်လို့စေရေးသတင်းအမြစ်ကပြောပါရယ် ။နေရီကန်စကန်ကနေမကွေးဘက်ကိုဆင်လာပါကတရုတ်တငွေပိုင်လိုင်းဆောင်ဆုပ်စုစကန်၊ညောင်မင်ကုန်းရွာအနီးတရုတ်တငွေပိုင်လိုင်းဆောင်စကန်၊ပြင်းဝရွာဆုပ်စုဂိတ်စကန်၊ပြင်းဝရွာအနီးဖျားတောင်ကုန်းပေါ်မှာရှိတဲ့စကန်၊ဗရန်းမြို့အနီးစုံကုန်းရွာအနောက်ကအမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်မဆခ905စာတက်ကူရွာအနီးကအမြောက်တက် အာမတ409နဲ့ဖိုကုန်းရွာအနီးကအမြောက်တက်အာမတ395စတဲ့ တက်စကန်တွေရှိနေတယ်လို့ဆိုပါရယ်အဲ့ဒီဆေးဥစုစကန်တွေဟာလက်ရှိအရခတ်တက်တော် A တိုက်ခိုက်နေတဲ့နေရီကန်စကန်နဲ့ဗဒန်းမြို့เจ้าမှာရှိနေတဲ့ဆေးဥစုစကန်တွေပဲဖြစ်ပါတယ်။ငဖဲမြို့အနောက်ဘက်ရှောက်တောင်ရွာအနီးမှာလည်းကာကွယ်ရေးပစ္စည်းစက်ရုံကပါစာ၁၄ရှိတယ်လို့ဆိုပါရယ်။မကွေးတိုင်းစင်မောင်ဝဲမြို့နယ်မှာရှိတဲ့ဆေးဥစုရဲ့အမှတ်၃ကာကွယ်ရေးပစ္စည်းစက်ရုံ ကပ္ပစာ73အတွင်းကိုတရားခုမမရှော့တိုက်တုံး10လုံးကိုပထမဆုံးအကြိမ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီးစစ်ရုံအများအပြားထိခိုက်မှုရှိခဲ့တယ်လို့ Brave Warriors for Myanmar BWM တာဝန်ရှိသူက MFB ကိုပြောပါရယ်။ AB လာ25ရက်မနေ့ကည7:00နာရီမှာစောစုကပ္ပစာ73ကိုတော်လန်ရေးတပ်တွေတိုက်ခိုက်ခဲ့တဲ့ရှော့တိုက်တုံး10လုံးစလုံးဟာအရေးပါတဲ့ primer စစ်ရုံအပါအဝင်အခြားစစ်ရုံတွေကိုထိမှန်ပေါက်ကွဲခဲ့ပြီးထိခိုက်မှုအများအပြားရှိကြောင်း ကနဦးသိရှိရပြီးတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဒေါ်လန်ရေးတက်တွေရဲ့တိုက်ခိုက်မှုကိုဖုံးကွယ်ခြင်းနဲ့အတွက်အက်ဒီဆိုဆိုတဲ့ဟာအနေဝင်ကျင်ကို120မမလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတဲ့ဆိုတာနဲ့စစ်ရုံဝင်းတဲ့ကိုမိသက်ကားတွေအပါအဝင်စစ်ကားတွေဝင်ရောက်သွားတာတွေရှိတယ်လို့ BWM ကပြောပါတယ်။ကပ္ပစာ73ဟာပြည်သူတွေကိုတပ်ဖြတ်ရမှာ စောစုကအတိကအသုံးပြုနေတဲ့အသေးစားကြည်စံကနေအကြီးစားလေရင်ဘုံသီးတွေအထိပြုတ်လောက်ရမှာအဓိကအသုံးပြုရတဲ့ဖောက်ခွဲဆက်နဲ့အစာပြိုးရမ်းတွေကိုအဓိကထုတ်လုပ်ပေးနေတဲ့ကကွယ်ရေးပစ္စည်းစယုံဖြစ်ပါတယ်။စောစုလက်နက်ခဲယံထုတ်လုပ်ရမှာကြည်စံကစာပြီးလက်ပြဘုံနဲ့ဒုံးကြီးတွေအထိကပ္ပစ73ကထုတ်လုပ်တဲ့ primary ကိုအသုံးပြုနေရတဲ့အတွက်အဲ့ဒီစယုံပစ္စည်းပါကသူ့ကိုမိကိုပြီးထုတ်လုပ်နေတဲ့ကပ္ပစ3ကပ္ပစ5 ကပ္ပစခွန်ကပ္ပစဆနဲ့ကပ္ပစဆငါကပ္ပစဆခွန်နဲ့ကပ္ပစ23တို့ရဲ့ထုတ်လုပ်မှုတွေလည်းထိခိုက်မှာဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီကလည်းဆိုးဆူရဲ့ကပ္ပစ23ကို BWM အဖွဲ့ကတိုက်ခိုက်ခဲ့ပါသေးတယ်။မန္တလေးတိုင်းနထိုးကြီးနယ်တဲ့ကတရုတ်ရေနံနဲ့တဘာဝတောင်ွေပိုက်လိုင်းဆောင်ဆိုးဆူအထိုင်စကန်ကို ABLA 24ရဲ့ညပိုင်းမှာလက်နက်ကြီးနဲ့ပြစ်ခတ်ခဲ့ရမှာဆိုးဆူ3ရအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ နထိုးချင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ရှိသူက MPB ကိုပြောပါတယ်။နထိုးချင်းမြို့နယ်တဲကတရုတ် gas pipeline ဆောက်ဆိုဆိုထိုင်းစကန်ကို AB24 ရဲ့ညနေ9:00နာရီခွဲဝန်းကျင်မှာ80မမ5လုံးပဒိန်တလုံးစတဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဆောင်ပေါ်တလုံးကြောက်ပောက်ကွဲခဲ့တာပါ။တရုတ် gas pipeline စကန်မှာဆော့ဆု30ဝန်းကျင်နဲ့အထိုင်ချတဆွဲထားပြီးအဲ့ဒီစကန်ကိုနှထိုးကြီးမြို့နယ်ပကကဘာကနေထုတ်လုပ်ထားတဲ့ လက်နက်ကြီးတွေကိုအသုံးပြုပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာပါပြီးခဲ့တဲ့အေဘီလာ15ရက်ကလည်းနထိုးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စောစု2ယောက်ကိုနထိုးကြီးမြို့နယ်ပကပအဖွဲ့ကပစ်ခတ်ခဲ့ရာစောစု2ယောက်နေရာမှာတင်သိဆုံးခဲ့ပြီး MA 11နှစ်လက်နဲ့ကြီပေါက်3ပေါက်9.56ကြီ85တောင်းကို တော်လိုင်းတပ်ဖွဲ့တွေကသိမ်းဆီးရရှိခဲ့ပါသေးတယ်ကျောစုဟာစကိုင်းတိုင်းကလေးမြို့မင်းကြီးမြို့နဲ့ကလေးဝါမြို့ မြို့နယ်၃ခုကကျေးရွာတွေကိုနှစ်ရက်တာဘုံကျဲတိုက်ခိုက်လို့ရွှေမျောလုတ်သားလေးဦးသေဆုံးက၄ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေက MSP ကိုပြောပါတယ်စောစုတက်ဟာအေဘီလာ24ရက်ကမင်းကင်းမြို့ကံပြေဒေသအခေါ်ကပြက်ကျေးရွာအနေချင်းတွင်းမြစ်အတွင်းမှာရှိတဲ့ရွှေမျောလုတ်ကွက်ကိုဝိုင်းထွဲလေရင်အုံပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့လို့ရွှေမျောလုတ်သားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အလားတူအဒီနေ့တရက်ထက်မှာပဲကလေးဝါမြို့နယ်မစိန်ကျွရအနီးချင်းတွဲမြစ်အတွင်ကရွှေမျောလုတ်ကွက်ကိုလည်းဝိုင်းတွဲလီရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာရွှေမျောလုတ်သားလေးဦးသေဆုံးခဲ့တယ်လို့ဒေသခံသတင်းမြစ်တူကပြောပါရယ်။ဒါအပြင်စိုးစုကအေဗီလာ22ရက်ကလည်းကလေးတမူလမ်းမှာရှိတဲ့ကျွရတွေကိုလေကြောင်းအသုံးပြုဘုံကျဲခဲ့ရကြောင်းဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါရယ်။ ီလိုဆိုစုကလေချောင်းနဲ့ဘုံကျက်တက်ဖြတ်နေတာဟာတော်လင်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲအကြောင်းမဲ့ဘုံကျက်တက်ဖြတ်နေတာဖြစ်တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။အနာသိန်းဆိုစုဟာစကိုင်းငလင်လှုပ်ခတ်ခဲ့တာကြောင့်အပြည့်ရက်မယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့စကိုင်းအတွင်းကမြို့နယ်တွေကိုလေချောင်းနဲ့နေ့စဉ်ဘုံကျက်တက်ဖြတ်နေတာဖြစ်ပြီးဆယ်ရက်အတွင်းလေချောင်းဘုံကျက်တိုက်ခိုက်မှုကြောင့်တေဆုံးသူ60နီးပါးရှိခဲ့တာလည်းဖြစ်ပါတယ်။ င်လင်းတန်ကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Golden City Hotel အဆောက်အအုံကနေတည်ဆုံသူသားမင်းအုပ်ရဲ့ရုပ်အလောင်းကို AB လ25ရက်မနက်ပိုင်းမှာရှာဖွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးတပ်ဖွဲ့နဲ့ရှာဖွေကယ်ဆယ်လှုပ်ဆောင်နေတဲ့အဖွဲ့တွေကသတင်းထုတ်ပြန်ထားပါတယ်။အဆိုပါဟိုတယ်အဆောက်အအုံပြိုကျမှုအောက်ကနေ AB လ25ရက်မနက်7:22မိနစ်မှာအသက်60ကျော်အရွယ်အမျိုးသမီးကြီးရုပ်အလောင်းနဲ့ 17:36မိနစ်မှာ အသက်28နှစ်အရွယ်အမျိုးသားတဦးရဲ့ရုပ်လောင်းတို့ကိုရှာဖွေထုတ်ယူနိုင်ခဲ့တာပါ။ဒါအပြင်အဆောင်အအုံမှာနောက်ထပ်ရှာဖွေထုတ်ယူဖို့ရုပ်လောင်း၃လောင်းကြန့်ရှိနေသေးတယ်လို့လည်းကုညီကယ်ဆယ်လှုပ်ဆောင်နေသူတွေကပြောပါရယ်။မန္တလေးမြို့မှာငလင်တန်းကြောင့်ပြိုကျနေတဲ့အဆောင်တွေအောက်မှာတည်ဆုံနေတဲ့ရုပ်လောင်းတွေအများအပြားကြန့်ရှိနေဆဲဖြစ်ပြီးလက်ရှိမှာ Sky Villa Condo, Golden City Hotel ARR River View Hotel စတဲ့အဆောင် ပြိုကျတဲ့နေရာတွေကိုရှင်းလင်းရေးနဲ့ရုပ်အလောင်းရှာဖွေရေးတွေဆက်လက်လှုပ်ဆောင်နေဆဲဖြစ်ပါတယ်။